ဒီထိတ်တန်းအဆင့်ပုံစံကြီးတော့ကာဆေကတော့မရောက်သေးဘူးပေါ့နော်ဒါအင်ဝင်းသုံးဘက်တလုံးတော့နိုင်ထားတယ်ဒါပေမဲ့သူ့ရဲ့အဓိကပြဿနာအဝေးဝင်းပြဿနာလားကာဆေကတကယ်တမ်းကျတော့ယူကာဆေအဝေးဝင်းအနေသားကြောင့်ယူကာဆေကအာတထအတင်းတင်းလို့ဖြစ်သွားတယ်။အဲပုံစီရဒီရဒီကစားခဲ့တဲ့ဒီမတ်တော့ပြည်နေတယ်သူလည်းလည်းအောင်။ဘောအေးဝင်းနေတော့ခုလို့နော် င်္ဂလိပ်ညပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဝက်ဆန်နဲ့နျူကာဆယ်ပွဲပေါ့နော်အဲ့ပွဲလေးကိုကျွန်တော်တို့နည်းနည်းလေးခက်မှန်းတုံ့တက်လိုက်ကြအောင်ဝက်ဆန်ကတော့ဒါဆရာတို့ပြည်တဲ့အတိုင်းညပြဆန်သူကတော့ဒါတူတာဝင်ယူခဲ့လေးပွဲမှာတမှတ်ပဲယူယူထားပြီးတော့ဒါဖိအားတွေနည်းနည်းပုံလာလိမ့်မယ်ပေါ့နော်ဒီ list တို့ဒီ banfo ကိုချုံလို့တဲ့ပွဲတွေမှာဝက်ဆန်ခြေတုံညံ့တာကိုကျွန်တော်လည်းကြည့်ခဲ့ရတယ်ပေါ့နော်ဒီရာဒီမှာဒါအင်္ဂလိပ်လေးပွဲစလုံးဒါရှုံထားပြီးတော့ခန်းစစ်ကလည်း12ဂိုးလောက်ထိပေးထားတဲ့အနေအထားဆိုတော့ဝက်ဆန်အခြေအနေကနည်းနည်းစိုးရွားနေတဲ့အနေအထားမျိုးမှာတစ်ဖက်ကလည်းကာဆယ်ကိုကြည့်ပြန်တော့လေတော်တော့ဖောင်အဆင့်ထိထိတ်တန်းအဆင့်ပုံစံကြီးတော့ကာဆယ်ကတော့ မရောက်သေးဘူးပေါ့နော်ဒါအင်ဝင်သုံးဘက်လုံးတော့နိုင်သားလေဒါပေမဲ့သူ့ရဲ့အဓိကပြဿနာအဝေးဝင်းပြဿနာလားကာဆယ်ကအဝေးဝင်းနောက်ဆုံးကစားတဲ့လီလီပွဲမှာနိုင်ခွင့်မရဘူးသုံးဘက်ဆက်လောက်တေးကြပြီးဘက်တန်ကိုနောက်ဆုံးသူရှုံးထားခဲ့တဲ့အန်ဒီထားခဲ့တဲ့ဆိုတော့ကျွန်တော်လည်းကာဆယ်တိတ်မယုံရဘူးဖြစ်နေတယ်ဒါတော့တစ်ချက်ကလေးပဲကာဆယ်ဘက်ကပြောစရာအားသာချက်အနေနဲ့ရှိတာဒါလန်ဒန်ကြီးမှာသွားကစားတဲ့6တိမ်ကာဆယ်ကမရှုံးခဲ့ဘူးတဲ့အနေထားမျိုးပဲရှိတယ်ဒါပေမဲ့လက်တလောဝက်ဆန်းရဲ့ဖီအားပြင်ပြီးဖီအားတွေများနေတဲ့ဒီပြဆန်တူအနေနဲ့တော့ဒီပွဲတင်ကနေဒီမှာ ဒီအနိုင်လမ်းကြောင်းကိုပြန်ရှာနိုင်မလားသူလားလည်းနည်းနည်းရှိအဲ့အနေဒါစိန်ခေါ်ချက်တခုပါလည်းရှိနေတော့ကျွန်တော်တို့ကားဆေးကိုနောက်ဆုံး6ကြိမ်လို့မရှုံးခဲ့ဘူးတဲ့အစင်ဟာလေးကိုတစ်ချက်မေ့ထားကြည့်ကြတယ်ပေါ့နော်ဟိုဝက်ဆမ်းများနည်းနည်းဟိုဒီဘွဲဒီမှာဘောင်းဘတ်ပေါ့အကြီးကမ်းဘတ်ပေါ့အပြန်နာလာမလားသူလားဆိုတော့ကျွန်တော်မျှော်လင့်မိတယ်အဲ့တော့ဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့ပြောပြရအောင်ဝက်ဆမ်းကတော့နော်ကျွန်တော်တို့ဒါ effort တန်နဲ့1 1တေးကြတဲ့ဘွဲကလွယ်ပြီကျန်တဲ့ဘွဲတွေမှာသူ့ရဲ့ကစားအားနဲ့ခြေအောင်အားတွေကအားရကြမရှိသေးဘူးတူနေတဲ့အချိန်ယူတာလေ ကြောင်းကြာလာပြီ။ဒီဘွယ်မှာဘွယ်မြောက်လောက်ဖြစ်တော့ဆိုတော့အော်စံတော်နေနေတော့ဟာအတင်းကိုအကောင်းဆုံးပြန်ပြီးတိဆောက်လာပြီးဖြန်ဆက်ပန်းကိုအကောင်းဆုံးပြန်ပြီးတိဆောက်လာမဲ့အချိန်မှာအဲယူကာဆယ်ရဲ့ဒါပရီးမီးယားလိအဝေးခွင်းဆန်းဆောင်ရည်ကကြတော့အားရစရာမရှိဘူး။ဆိုတော့သူ့အနေနဲ့တည်တဲ့အရှုံးနေတာများနေတယ်။ဟိုတခုတစ်ပြင်ယူကာဆယ်တိုက်ဆက်ကအာအိမ်ခွင်းမှာဖူကန်းနဲ့ကစားပွဲတောင်းတဲ့ပွဲမှာအရန်ကောင်းတော်လို့ လို့လို့တော့အခုလို့ဟိုဒါအာစာဈေးွက်နေတော့1ပေါင်30လောက်ဖြစ်တော့ဖြစ်ဖြစ်ဖြစ်နေတာပေါ့နော်အဲတကယ်တမ်းကျတော့ယူကာဆယ်အဝေးကွင်းအနေသားကြာရင်ယူကာဆယ်ကအာတထားအတင်းတင်းလို့ဖြစ်သွားတယ်သူ့ပုံစံအိမ်ဝဲအိမ်ဝဲကကစားတဲ့ခြေဆွမ်းမျိုးလို့ပုံပေးတယ်တခြားအတင်းတင်းလို့ဖြစ်သွားတယ်အဲသူ့ကိုတိတ်မယုံတော့ ယုံရဲဘူးပေါ့နော်သူ့အနေနဲ့အဆတ်ဇင်ခွက်အနေနဲ့ဝေးဝင်းမှာပြင်းရှာနေတယ်ဆိုပြီးပဲတိတ်ကျွန်တော်တိတ်ယုံရဖို့နည်းနည်းခက်တယ်ပေါ့နော်အဲအဲ့လိုမျိုးအနေနဲ့မျိုးလေးတွေ့ရမယ်နော်ဝဆန်းကြောင့်ခံစစ်တွေအပြူလာမယ်ဒီကဆယ်နဲ့ဝေးခွင်းတိုက်စစ်ပိုင်းအားနေတဲ့အချိန်နဲ့ဆိုရင်ဒီဟို ကိုအောင်များသွားပါတော့နော်ကိုပြီးတော့ဒီဝက်ဆန်ရဲ့တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်လေအားနဲ့နျူကာဆယ်ကြောင့်ခံစစ်တော်တော်ကောင်းတယ်လို့ပြောမယ်တော့ပြောတယ်သူဘရိုက်တန်ကတော့သူရှုံးသွားတယ်ဟုတ်ဆရာဘရိုက်တန်ဝင်သွားတော့သူရှုံးသွားတာတကယ်တမ်းကျသူကခံစစ်တော်ကောင်းတယ်အဲသူ့ကိုတောင်းတန်ဟိုတဲ့တယ်ဂိုးသွင်းနိုင်ပုံမလဲအာဆန်နယ်ဆိုရင်တော့ဆုံးပွဲပြီးကြတဲ့ကြောင့်ကိုရအောင်အနိုင်ကိုရအောင်နော်သူ့ရဲ့ခံစစ်ကလည်းကောင်းတယ်ဆိုတော့ဝက်ဆန်ကလည်းခံစစ်ကို မျိုးစံတို့တိဆောက်လာမဲ့အနေအားနဲ့ဆိုရင်ပြန်လည်သင်းကိုကျွန်တော်တို့မြင်တွေ့ရနိုင်မယ်လို့မထင်ခင်ပွဲရတာ။ဆန်ရဲ့ဘယ်လိုလဲ။ကျွန်တော်တို့ဒီဝဲထဲမှာမျိုးလိုဆန်တို့ရဲ့ဝက်ဆန်ကိုလည်းဆက်ပြီးတော့အပင်းထင်နေတယ်ဘာမှမလုပ်နိုင်ဘူး။နောက်တော့အိမ်ဝင်နေပြီးသူကဆက်လို့ဒီမှာအပင်းတို့ကလည်းနည်းနည်းနဲ့နဲ့ပြည့်ပြည့် ဒါရဲ့ပုံစီရဒီရဒီကစားခဲ့တဲ့ဘီမတလုံးပြန်ကြည့်နေသူလည်းအဲ့ဒါမကောင်းဘူး။ဘောအေးဝင်နေတော့ဟုတ်ကူတော့ခါကလည်းဒီတော့ပြန်ကြည့်စေတယ်။ဒီဥစ္စာစေကဒီရသူဒိတ်ဝင်းဝင်းဒေးဝဲမှာပြန်။သူကဘုံမကြီးတေးကြတဲ့ပွဲကြီးနေတယ်နော်။တော့ဝဲတော့သူပူလာ။ပြီးသွားလို့ရှိရင်သူတိုက်ချစ်ကဘူးကြရမယ်လား။တိုင်းနေနဲ့ပွဲသူကြရမယ်။ဒီအဲ့ဒီဘူးတော့မှမယ်ကျွန်တော်အဲ့တော့ဒီတော့မှမတောင်းရဲဘူးမျိုးရဲ့မပါဘူးတော့ကအသေးပုံရတာ။ဒီတော့ကတော့ဝင်းဝင်းကတော့တရားလို့ပြောလို့ပဲတာတာတင်းစစ်သွားတယ်တန်လာရတယ်။ဒါရတမောင်းအောင်လေနော်။ဟိုမျိုးစက် တကားအားလေးစီပြည့်ဒါပြည့်တဲ့ channel လေးစကားအောင်လို့ကျွန်တော်ကဒီပွဲလေးမှာဝန်ဆန်းပြန်တော့ရက်လက်ခေါလာနေလို့ဖြစ်နေပြီးရလူလူပန်းလို့ရဲ့ဘယ်ဒင်းနိုင်နိုင်ပေါ့နော်ပြည့်စာပြတ်၄ပွဲဆိုရအဲ့လိုမျိုးနိုင်ပွဲကြောက်နေတာဒါလက်ရှိဝန်ဆန်းနေကြမှာချုံရွှင်နေရတယ်မတဲတူလို့ပြောလို့ရတယ်သူ၅ပွဲမြောက်မှာဟောလူလူပန်းတော့လက်ကောင်းတယ်ရတယ်အဲ့ဒီမှာရက်လက်ကောင်းဒီဝဆန်းနဲ့နယူကာဆယ်ပွဲစဉ်အတွက်ကိုတော့ကျွန်တော်တို့ဝဆန်းကိုအားပေးပြီးတော့ ခုနပြောနျူကာဆယ်ကလည်းဟိုအဝေးဝင်းပွဲစဉ်တွေမှာလည်းဂိုးပေါက်ဂိုးပေါက်ဂိုးတွေကအရင်မများပဲနဲ့ဂိုးပေါက်တွေများနေတဲ့အနေအထားမျိုးမှာတော့ဂိုးနည်းလိမ့်မယ်ဆိုထင်တဲ့အတွက်ကြောင့်မို့ဝက်ကန်းနဲ့ဂိုးပေါက်ကိုကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်